ဒီကောင်ကြီးရဲ့အင်အားကပြုတ်ပြုတ်ပြုံးဂျုံဂျုံကြမုတ်လက်ဝီဖြက်လာတယ်ဒီနေထားမှာသူတို့ကအခုဆိုရင်ဒါကိုကုစားဖို့လို့အတွက်မဖြစ်မလီစစ်မှုတရားဥပဒေနဲ့လူငယ်တွေကိုစစ်တဲ့ကိုအတင်းသွတ်သွင်းတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆင်းတဲ့တန်းအပါဝင်တန်းထူးတန်းကောင်းတန်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်မြန်မာပြည်မှာဖက်ဒရယ်ရေးဒီမိုကရေစီရေး လုခွင့်ရတယ်ဒီရမြတ်တံမှုတို့တိုက်ပွဲဝင်နေကြဘူးတော့ပြီးသူပြီးသားပေါင်းလို့ဗျာကျွန်တော်မြတ်ထိုက်တယ်ကျွန်တော်ရင်းနေຫນွေဥဒေါ်လာရေးကြီးအောင်ကိုအောင်မဖြစ်မယ်ကျွန်တော်တို့ဒီຫນွေဥဒေါ်လာရေးကြီးအောင်မြင်မှုကိုအရယူခြင်းမှတပါကျွန်တော်တို့မှာတခြားမရှိဒါကြောင့်မလို့ကျွန်တော်တို့ ဒီအောင်မြင်မှုကိုအရောက်သွားကြဖို့လိုတယ်။ဒီအောင်မြင်မှုကိုရောက်သွားဖို့ဆိုရင်ကျွန်တော်တို့ကအောင်ဖို့နိလန်းတွေကိုအောင်ဖို့လုံနိုင်သူတွေနဲ့အောင်ဖို့လက်ကိုလုံနိုင်ရမယ်။ဆိုတော့ကျွန်တော်တို့ဒေါ်လာရင်းကြီးကိုဒီဇိုင်းမမတ်တစူးစဆိုင်နဲ့ဒီဒေါ်လာရင်းကြီးအောင်ဖို့အကြောင်းအရာကိုပဲ အားထုတ်ကြိုးပမ်းပြီးတော့အောင်ပွဲကိုအရောက်လှမ်းမှဖြစ်မယ်ယနေ့ဘယ်ဦးတော်လိုင်းကြီးက၄နှစ်ကျော်၅နှစ်ထဲကိုချင်းနဲ့ဝင်ရောက်လာပြီဒါမဲ့ခွန်အားရှိစရာတွေကတော်လိုင်းကြီးကလူဦးတော်လိုင်းရင်းနဲ့တိုင်းသားလက်နက်ကြိုက်တော်လိုင်းကြီးချိတ်ဆက်ပေါင်းဆက်မိပြီးတော့တကယ်ကို အရှိအဟုန်ကောင်းကောင်းနဲ့တမိုင်းမှာမကြုံစဘူးလောက်အောင်နော်ကျွန်တော်တို့အရန်ကိုကျွန်တော်ချိတ်ဆက်တည်မိနေတယ်ဒါကြောင့်လဲကျွန်တော်တို့နွေဦးဒေါ်လာရေးကြီးကမြန်မာပြည်အနှံ့မှာအောင်ပွဲတွေရရှိနေတာဖြစ်တယ်ဒီအောင်ပွဲတွေကတော့ကျွန်တော်တို့လောလောကူကူနဲ့ရထားတာလားဆိုတော့အဲ့လိုတော့မဟုတ်ဘဝတွေအသက်တွေချွေးတွေ အများကြီးနော်ပေးဆက်ပြီးတော့အတူတူပြင်လူငယ်လေးပြီမနေ့ကဆိုရင်ကျွန်တော်တို့မြင်းကြံဘက်မှာလူငယ်လေးနော်ဇီရိုကိုတက်ကြီးတို့အဖွဲ့ကလူငယ်6ယောက်ဒါအပြင်တခြားငကနီစစ်ကြောဘက်ကလည်းလူငယ်2ယောက် ငငယ်လေးတွေအသက်ပြီးပေးဆက်တယ်ဒါပြင်သတင်းမတက်လာတဲ့တခြားသတင်းတွေလည်းရှိနိုင်တယ်လူမသိသူမသိနဲ့ပေးဆက်နေတဲ့လူငယ်တွေအများကြီးဘဝတွေအများကြီးသူတို့တွေကအသက်တွေဘဝတွေပေးဆက်ပြီးတော့တိုက်ပွဲဝင်နေတိုက်ပွဲဝင်ခဲ့ကြတဲ့အတွက်ကျွန်တော်တို့ကဒီအောင်မြင်မှုကိုတော့ရအောင်လှမ်းဖို့ကအားလုံးဝိုင်းပြီးတော့ ကြိုးစားကြရမှာဖြစ်တယ်ဆိုတော့ဒီဒေါ်လာရင်းကြီးအောင်ဖို့ကစစ်ကိုအနိုင်တိုက်မှရမယ်စစ်ကိုအနိုင်တိုက်ဖို့ဆိုရင်စစ်ကိုစစ်နဲ့တူအောင်တိုက်ပါရမယ်စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့ဆိုလို့ရှိရင်တကယ်လုံမဲ့လူကောင်းလူတော်တွေနဲ့ဥဆောင်မှရမယ်ဒါအပြင်ကိုကျွန်တော်တို့လက်နက်ကင်တော်လိုင်းကြီးနဲ့ ပြည်သူ့စစ်မဟာဗျူဟာတော်လှန်ရေးကိုပေါင်းဆက်ပြီးတော့အဆုံးသတ်တိုက်ပွဲကအဲ့လိုပေါ်ဆောင်မှရမယ်စစ်ကောင်စီဘက်ကနေ့90ကြောကြာဖွဲ့စည်းတိစောက်လာတဲ့စစ်တပ်ဒါကိုကျွန်တော်တို့ရင်ဆိုင်နေရတာဖြစ်တယ်စစ်ကောင်စီကကျွန်တော်တို့ ရူဒေါ်လာရင်းနဲ့တိုင်းသားလက်နက်ကိုက်ဒေါ်လာရင်းတက်ဖွဲ့တွေဤထိုးစစ်ကြဒီကောင်ကြီးရဲ့အင်အားကပြုတ်ပြုတ်ပြုံးဂျုံဂျုံကြမုတ်လက်ဝီဖြတ်လာဒီနေသားမှာသူတို့ကအခုဆိုရင်ဒါကိုကုစားဖို့လို့အတွက်မဖြစ်မလီစစ်မှုတရားဥပဒေနဲ့လူငယ်တွေကိုစစ်တဲ့ကို အတင်းသွတ်သွင်းတယ်ဆိုတော့ဒါသည် ကြီးမားတဲ့စိန်ခေါ်မှုကြီးဖြစ်တယ်ဒါကိုကျွန်တော်တို့တွေပြက်အောင်ဖြတ်နိုင်ဖို့လိုသလိုဒါကိုပြက်အောင်ဖြတ်ဖို့ကမိဘပြည်သူတွေရဲ့ဘူပန်းပါဝင်မှုနဲ့ဒီဒေါ်လာရေးကြီးကိုဥဆောင်တိုက်ပွဲဝင်နေတဲ့ NUG အပါဝင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီးတော့မဟာဗျူဟာမြတ် လီလာရှာခွေမရမယ်။ဘာကြောင့်လဲဆိုတော့စက္ခာရီအတွက်အင်အားတိုးသွားတာနည်းနည်းတော့မဟုတ်ဘူးအများကြီးပဲเนาะအများကြီးမှအများကြီးပဲဒီတိုးသွားတဲ့စက္ခာเนาะပဒါစာအသက်တွေဟာမြမဘီအနှံ့မှာကျွန်တော်ရဲ့နေဦးတော်လိုင်းရေရောနောက်တစ်ခါကျတော့ တိုင်းသာလန်းတိုင်းကြောက်ဖွဲ့တွေရောအကုန်လုံးကိုနော်ပြန်ပြီးတော့ပြောင်းလဲဖို့လို့အတွက်အင်အားစုတွေဖြတ်သွားတယ်ဒါကြောင့်မလို့ဒါကို ကျွန်တော်တို့အရေးတကြီးကိုအရေးတကြီးကိုကျွန်တော်တို့နီလရှာချံပြီးတော့မပြတ်ပြတ်အောင်ဖြတ်နိုင်ဖို့လိုတယ်ဒါကတက်အရေးကြီးတယ်ဆိုတာကိုကျွန်တော်တင်ပြစင်တယ်ဆိုတော့ဒေါ်လိုက်တစ်ခုအောင်မှုဆိုလို့ရှိရင်ခြေကအဖြစ် mask media ရဲ့ money ရဲ့ military ရဲ့ဆိုပြီးတော့ပြောကြတဲ့အချိန်မှာ mass ဆိုတဲ့လူလူ media ဆိုတဲ့ media နော် money ဆိုတဲ့ပတ်စံ military ဆိုတဲ့လက်နက်ကိုင်တပ်ဖွဲ့ဒါတွေချိတ်ဆက်ညီရမယ်ဆိုတော့အခုလောလောဆယ် mass ဆိုတဲ့လူလူဒါကိုဥစားမှုပေးဖို့ချိတ်ဆက်ရှိရှိနဲ့ကျွန်တော်တို့နော်တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေရောဆိုတော့ new dollar ခေါင်းဆောင်တွေရောဒါကိုစဉ်းစားစီခြင်း ဒါကိုအပြုသဘောနဲ့ကျွန်တော်တို့တွေဘယ်လိုလုပ်ကြရင်ကောင်းမလဲနော်အချိန်လည်းသိမ့်မရှိဘူးအများဆုံးလုပ်နိုင်ဖို့လည်းလိုတယ်။ဘာကြောင့်လဲဆိုတော့ဟိုကောင်တွေကမဖြစ်မနေစိတ်မှုတန်းဥပဒေကိုအသက်သွင်းတဲ့အချိန်မှာဒီကောင်တွေဘက်က risk အများကြီးယူပါတယ်။နော်။ဘာကြောင့်လဲဆိုတော့စဉ်းစားကြည့်ကြည့်လိုက်။ပြည်သူတွေကသူတို့ကိုစန့်ကျင်တယ်ဆိုတာသိရဲ့။နော်။ဒါကိုပြင်ပြီးတော့လက်နက်ပေးပြီးတော့စစ်သဏ္ဍာန်ပေးပြီးတော့သူတို့တက်တွေထည့်ရမယ်ဆိုတော့ ထရိုဂျန်နေမြန်ဖြစ်သွားမလားသူတို့ဘက်ကဘယ်ပြောင်းလဲမလားဆိုပြီးတော့သူတို့အများကြီးစဉ်းစားခဲ့မှာသိကြပါတယ်သို့တော့အပတ်စဉ်တကနေ့နှစ်ကနေ့၃၃ကနေ့30ဖြစ်လာတဲ့အချိန်မှာဒီကောင်တွေဘက်က confidence ပြန်တက်လာတယ်နော်ပြီးသူလူတို့ကပြီးသူလူတို့က အတင်းကျပ်လုပ်လို့ရှိရင်ရတယ်ဆိုတဲ့စိတ်ပေါ့ဗျာနော်သူတို့ဘက်ကိုပြောင်းဝင်သွားတယ်တခါပြည်သူတွေဘက်ကလည်းပြန်ပြီးတော့ငင်းချက်ထုတ်မယ်ဆိုရင်ငါတို့မှရွေးစရာမရှိဘူးငါတို့ကအထဲမှာပြိမိနေတာငါတို့ကတူးချင်းတယောက်ချင်းငါတို့မှတခြားလမ်းမရှိဘူးအဲ့တော့လောလောဆယ်ကိုရှင်တန်ဖို့အဓိကပဲငါတို့ခေါ်တဲ့အချိန်မှာငါတို့လိုက်သွားရတယ်ဆိုတဲ့အနေထား ဲ့လိုမျိုးဖြစ်လာတာကိုကျွန်တော်တွေ့ရတယ်။အဲ့တော့တော်လိုင်းရေးဥဆောင်မှုဘက်ဒီဘက်ကိုကြည့်တဲ့အခါကျတော့လေအကုန်လုံးကမြန်မာပြည်အနက်မှာနော်အကြောင်းအရာပေါင်း16000နဲ့လုံထွေးနေရတဲ့အချိန်မှာဒါကိုအခုချိန်ကြီးထရီရဲ့ကြောင့်မတုံ့ပြန်နိုင်သေးဘူးအဲ့တော့ကျွန်တော်တင်ပြခြင်းနဲ့ဒါကိုအရေးတကြီးနဲ့ နူးဒိုလိုက်ခေါင်းဆောင်နေနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေအကုန်လုံးသတိချာချာစဉ်းစားစီကျင်တယ်ဒီကောင်ကြီးရဲ့လူအင်အားရရှိမှုက အမြဲတမ်းတူးနေမှာဖြစ်တယ်အမြဲတမ်းတူးနေမှာဖြစ်တယ်အဲ့တော့အလွယ်တကူနဲ့ကျွန်တော်တို့ဖိတ်ခေါ်ကြတာတွေရှိပါတယ်အဲ့မှာဝင်မဲ့အစားနော်ဒီဘက်ကနူးဒိုလိုက်ဘက်ကိုခိုးလုံးပါ ဒါမှမဟုတ်ရှင်လဲနိုင်ငံကျော်ပြီးတော့သွားပါနိုင်ငံသားထွက်ပါဒီလိုပြောကြပြီမဲ့ပြည်သူဘက်ကကြည့်တဲ့အခါကျတော့လေသူတို့တွေလုံးလုံးမရတဲ့အနေထားတွေရှိကောင်းရှိနိုင်တယ်အဲ့ခါကျတော့နောက်ဆုံးချင်းနေရကြက်လိုပဲစစ်တပ်ကအတင်းလာခေါ်တဲ့အခါမှာညင်းလို့မရဘူးပါသွားတယ်နော်လက်နက်ပြချင်းချောက်ပြီးခေါ်တဲ့အခါမှာညင်းလို့မရဘူးပါသွားတယ်ထိုအနီပုတ်ကူတွေကအခုစစ်တပ်ထဲကိုရောက် ရောက်ပြီးတဲ့အခါလက်နက်ကင်စစ်ယူနီဖောင်းဝတ်စက္ခအသက်နဲ့ပတ်သက်စအသက်တွေဖြစ်လာကြတယ်နော်ဆိုတော့ဓာရီကကျွန်တော်တို့နွေဦးတော်လည်ရေးကြီးကိုချိန်ချောက်လာတဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်တင်ပြခြင်းတယ်ဒါကြောင့်မို့ဓာကိုကျွန်တော်တို့တွေအချိန်မီဖြည့်ရှင်းကြဖို့လိုတယ်အဖြည့်ရှာကြဖို့လိုတယ်နော်နမောဆိုလို့ရှိရင်စစ်ကောင်စီဘက်မှာနေ့စဉ်နဲ့အင်အားတွေတိုးသွားမယ်တို့ရှိမှလက်နက်ဆိုတာက အရှံပဲရှိတယ်အခုတို့ရဲ့ပုံစံကိုကြည့်ရမယ်ဆိုလို့ရှင်ကျွန်တော်မျိုးတော်လိုက်ဘက်ကမကြခင်မှာထွေထွေထိုးစစ်ကြီးစင်မယ်လို့သတင်းမီဒီယာတွေမှာပါပြီးနောက်ပိုင်းမှာတို့ဘက်ကလက်ဦးမှုယူပြီးတော့နော်အထွေထွေထိုးစစ်ကိုစတင်နေပြီလို့မှန်းဆကြည့်လို့ရတယ်ဘလို့မှန်းဆကြည့်လို့ရလဲဆိုတော့ဒါကျွန်တော်တို့ကျွန်တော်စေးပညာရှင်မဟုတ်ဘူးသို့တော်လည်းကျွန်တော်တို့နော် အမေရိကန်ကအီရတ်ကိုသိမ်းဖို့လုပ်တဲ့အခါမှာဒါမှမဟုတ်ရှင်ဒီအမေရိကန်ကထိုးစစ်တွေစဖို့ကြိုးစားတဲ့အချိန်မှာသူတို့ပထမဆုံးလုပ်တာက လေကြောင်းစုံမမှုဖြစ်တယ်လေကြောင်းစုံမမှုဆိုတာကလေကြောင်းနဲ့เนาะအသာစီးရယူပြီးတော့ရန်သူကို လေကြောင်းကနေစဉ်ဆက်မပြတ်ဘုံကျဲတာတက်ခိုက်တာတောက်လျှောက်ကိုလုပ်တယ်เนาะအဲ့လိုလုပ်ပြီးတော့ရန်သူကို ဦးကျိုးအောင်ရှေ့တိုးလို့မရအောင်နော်ရန်သူရဲ့အခြေခံအဆောက်အဦတွေပျက်စီးအောင်ရန်သူစိတ်ဓာတ်ကြက်အောင်ဒီလိုမျိုးတွေလုပ်ပြီးတဲ့အခါကျတော့မှနောက်ဆုံးလေဓာတ်နဲ့ကလုတ်တဲ့အချိန်ကနော်85ရာခိုင်နှုန်းလောက်လုတ်ပြီးတဲ့အချိန်ကျတော့မှနောက်ဆုံးပွဲသိမ်းကိုနော်ကျွန်တော်တို့မြေပြတ်တက်တယ်နဲ့ဆင်နွဲလေးရှိတာကိုကျွန်တော်တွေ့ရတယ်ယနေ့မအလိုက်လှုပ်ဆောင်နေမှုက မြမဘီအနတ်မှာနော်လေချောင်းတက်ခိုက်မှုတွေကိုတိုးပြီးတော့လှုပ်လာတာကိုကြည်ကျဲအပြတ်လကောင်းနော်မြို့တွေကိုဇက်တိုက်ဇက်တိုက်ဘုံကျဲတာကိုကြည်ကျဲအပြတ်လကောင်းနေရမြမဘီအနတ်မှာနေရရားလက်မရှိအောင်တောက်လျှောက်ကိုဘုံကျဲနေတာကိုကြည်ကျဲအပြတ်ဒီကောင်ဒီဘက်ကလည်း counter offensive နော်အထွေထွေထိုးစစ်ကိုပြန်စမယ်စနိုင်တယ်ဆိုတော့အနေထားကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ် ကြည့်ကြည့်လိုက်ပါကျွန်တော်တို့မိုးပြေဘက်မှာရခိုင်ဘက်မှာမြို့ဝကျွန်းပေါ်ဘက်မှာမြမပီလေပိုင်းမှာဖားကန့်မှာဗမောမှာနော်မြမပီအရှိတောင်ပိုင်းဖားချီတို့နေမှာတိုက်ပွဲတွေကနေရာနှက်ဖြစ်တယ်နော်နေရာနှက်ဖြစ်တယ်ဆိုတော့ကမအလာသည်သူ့မှာလူအင်အားမရှိတဲ့ကိစ္စကိုမဖြစ်မနေစစ်မှုထမ်းဥပဒေနဲ့ဖြေရှင်းလိုက် တို့အတွက်လိုအပ်တဲ့လေယာဉ်စီးနော်နီးပညာ drone ဒါတွေကိုတရုတ်နဲ့ရုရှားကိုသွားပြီးတော့ပြေးပြီးတော့နော်ဒူးထောက်ပြီးတော့ရောက်ယူလိုက်တယ်သူကလူရသွင်းတာမသွင်းတာအပထားအဓိကကသူလိုချင်တာရဖို့ဒီအတွက်ကိုမအလကအကုန်လုံးလုတ်သွားခဲ့ပြီနော်အဲ့တော့သူရှင်မလေယာဉ်စီးလဲကျွန်တော်တို့ရှိတယ် လေယာဉ်ပိုပစ္စည်းတွေလည်းရှိတယ် drone တွေကိုလည်းအခုစုတုံးလာတယ်နော်ဆိုရဲကကြတော့ကျွန်တော်တို့ဒီຫນွေဦးတော်လိုင်းရေးကြီးမြန်မာပြည်လွတ်မြောက်ရေးတိုက်ပွဲကြီးကကိုဒေတာလီကွက်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 တိုက်တဲ့တိုက်ပွဲအဆင့်ကနေတဆင့်တက်ပြီးတော့မြန်မာပြည်အနက်တစ်စုံလုံးအတွက်ကို coordinated နော်စရိကြစုဖွဲ့ပြီးတော့လှုပ်ဆောင်တိုက်ပွဲဝင်တဲ့ပုံစံนี่ဖြစ်ဖို့လိုအပ်နေပြီ။ ဖြစ်ပြီးပြီလဲဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့များအဲ့လိုများမဖြစ်သေးဘူးဆိုလို့ရှိရင်အရေးကြီးကျွန်တော်တို့တိုက်တွန်းလို့ဆိုကျင်တယ်တောင်းဆိုကျင်တယ်ဦးဆောင်မှုနေရာကိုယူထားတဲ့ပုံကိုယ်တွေအားလုံးနှွေဦးတော်လိုက်ကောင်းဆောင်တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်တိုင်းသလနဲ့ကင်တက်ခွက်ကောင်းဆောင်တွေပဲဖြစ်ဖြစ်ဦးဆောင်မှုကိုနေရာကိုယူထားတဲ့ပုံကိုယ်တွေအကုန်လုံးဒီနော် မိမိတို့ရဲ့ပခုံးပေါ်မှာတာဝန်ကြီးကြီးတွေကြနေပြီဖြစ်တဲ့အတွက်ကြောင့်ဒါကူမဖြစ်မနေအကောင့်ထဲပေါ်ကြရမှာဖြစ်တယ်။နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကအကြံပြုလို့ရတယ်ဝေဖန်လို့ရတယ်ထောက်ပြလို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ကဆုံးဖြတ်ချက်ချတဲ့နေရာမှာကျွန်တော်တို့မရှိနိုင်ဘူး။နော်။စီမံခန့်ခွဲတဲ့နေရာမှာကျွန်တော်တို့မရှိနိုင်ဘူး။မရှိနိုင်ဘူးဆိုတော့ကျွန်တော်တို့မြင်တဲ့ဟာတွေကိုကျွန်တော်တို့ထောက်ပြတယ်အကြံပြုတယ် နော်ထောက်ခံတယ်ထုံနည်းတူစွာပဲနော်ဖြစ်တဲ့အရာတွေကိုကြတော့လက်တွေ့လှုပ်ဆောင်အောင်ပါကကျွန်တော်တို့ဒိုင်းသားလက်နက်ကြိုက်ဖွဲ့ခေါင်းဆောင်ကြီးတွေဖြစ်ဖြစ်လူဦးတော်လိုက်ခေါင်းဆောင်တွေဖြစ်ဖြစ်သူတို့ကလှုပ်ကြမှာဖြစ်တယ်တကယ်လို့သူတို့ကလှုပ်ဖို့ပြက်ကွက်ခဲ့မယ်ဒါမှမဟုတ်ရှင်နော်လို့ဘုမစင်းစားခဲ့ကြဘူးမလွတ်ခဲ့ကြဘူးဆိုလို့ရှိရင် နာမသည်ပေးဆက်ရမှာသည်မြမတပီလုံးဖြစ်တယ်လူတုလူဒန်းစားအားလုံးဖြစ်တယ်တိုင်းသားအားလုံးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကိုဒီသာအစစ်စစ်ပွဲတွေကနေပြီးတော့တနိုင်ငံလုံးလွှမ်းခြုံတဲ့မဟာဗျူဟာတော်လည်းအစစ်ကိုတက်လန်းကြဖို့တော်တော်ကိုကြိုးစားကြရမယ်။ဘာကြောင့်တော်တော်ကိုကြိုးစားကြရမလဲဆိုတဲ့အခါကျတော့ ဒီတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုကြည့်တဲ့အခါမှာယနေ့အချိန်ထိစစ်ကောင်စီနဲ့ NCA ထိုးထားပြီးတော့နာရုလောလောဆယ်မထီရင်ပြီးရောဆိုပြီးတော့နေနေတဲ့ RCSS လို့ဖွဲ့ရရှိတယ်စစ်ကောင်စီကိုပေါ်ပေါ်တည်းတည်းဘောမပြီးတော့ထောက်ခံနေတဲ့ PNO လို့ဖွဲ့ရရှိတယ် BGF လို့ဖွဲ့ရရှိတယ်နော် တခါစက်ကောင်စီကိုတော့ဘောမမနေဘူး NCA တိုက်ထိုးပြီးတော့เนาะငါတို့ဒေသမထည့်ရင်ပြီးရောဆိုပြီးတော့เนาะအခုချိန်ကြီးနေနေတဲ့ UWS လို့ဖွဲ့ရှိတယ် what up what တခါຫນွေဒေါ်လာရဲ့အရှိန်အဟုန်ကိုအသုံးချပြီးတော့ຫນွေဒေါ်လာရဲ့ဘဝတွေအသက်တွေတွေးပြီးချွေးနေတယ် ဒါတွေကိုအသုံးချဒီ line ကိုစီးဒီ movement တန်ကိုယူပြီးတော့မိမိဒေသလွတ်မြောက်ရေးတည်တံ့ကိုလှုပ်သွားတဲ့လှုပ်နေတဲ့ MNDAA လို့ကိုကန့်တက်ဖွဲ့ရှိတယ်ဆိုရကကြတော့တိုင်းသားလက်နက်ကိုင်တက်ဖွဲ့ကြီးဂျားထဲမှာကိုကျွန်တော်တို့ consensus ပေါ့ဗျဘုံသဘောတူညီချက်ကရဖို့ကတော်တော်ကြီးကိုစိတ်ကောင်းမှုကြီးကြီးဖြစ်တယ် ဒီကြားထဲမှာတရုတ်ကိုကြောက်ရလို့ပါဆိုပြီးတော့เนาะတရုတ်ကမွေးစားသားဒီဇိုင်းနဲ့တရုတ်ခိုင်းသမျှလုပ်နေတဲ့အချိုးအထားတွေတွေ့လာတဲ့အခါမှာဒေါ်လာရေးကြီးကစိန်ခေါ်မှုကကျွန်တော်တို့ကတော်တော်ကြီးကိုသတိထားမယ်နေတာတွေဖြစ်နေအမေရိကန်တို့ဖြစ်သက်တာကတရုတ်နဲ့ပြည်လဲအောင်ဒီတာကပြဿနာမရှိတော့လဲကျွန်တော်တို့ဒီຫນွေဥဒေါ်လာရေးကြီးအောင်မြင်ဖို့လို့အတွက်မိမိရဲ့အိမ်သားချင်းချင်းမိမိရဲ့ညီကောင်မောင်နှမအချင်းချင်း စုစည်းပူးပေါင်းဆောင်ရွက်ရချက်အမှာဖြစ်တယ်မိမိဒေသလေးတီးသက်နော်လောက်ကိုင်းဆိုလောက်ကိုင်းလာရှိုးဆိုလာရှိုးနော်ပန်ဆိုင်ဆိုပန်ဆိုင်ဒီလိုမျိုးတီးသက်လေးခနာတန်ရင်နေတဲ့အနေထားကနေနှက်ရှိကျွန်တော်တို့လူဒေါ်လာရေးကြီးရဲ့အနေထားကအချိန်အဟုန်နဲ့ဓာကြီးကိုအမိအရဆုတ်ကိုက်ပြီးတော့လုတ်လိုက်ရင်ဖြစ်မအလာကိုဝိုင်းပြင်းလိုက်ရင်ဖြစ်နော်ကျွန်တော်တို့ မြန်မာတပီလုံးကစစ်အာဏာရှင်ချုပ်ငိမ့်သွားအောင်လုပ်လို့ရတဲ့အနေအထားတစ်ခုဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်တို့မြင်တွေ့ကြရမှာဖြစ်တယ်။သို့တော့တချို့တွေကမလုပ်ကြဘူး။တချို့လက်နက်ကိုင်ကြောက်ဖက်ကောက်ဆောင်တွေကမလုပ်ကြဘူး။အဲဒီမှာတချို့တွေကိုကျိုးစည်းပွားတွေရှိတယ်၊စည်းပွားရေးလုပ်ငန်းတွေရှိတယ်။နော်တရုတ်နိုင်ငံထဲကစည်းပွားရေးလုပ်ငန်းကိုကျိုးစည်းပွားတွေမြန်မာပြည်ထဲမှာရှိတဲ့စည်းပွားရေးလုပ်ငန်းကိုကျိုးစည်းပွားတွေဒီလိုမျိုးတွေကြောင့် ဒီလိုမျိုးအကြမ်းဖက်စစ်တပ်တွေကတပ်ရှုသွေးခွဲထားမှုတွေကြောင့်မိမိရဲ့အကျိုးစီးပွားမထိပ်ပြီးရောဆိုတဲ့အုပ်စုတွေရှိနေတာကြောင့်ကျွန်တော်တို့မြန်မာပြည်လုံးအတိုင်းအတာနဲ့ပေါ်ဆောင်မှုနေရာကြတော့စိန်ခေါ်မှုတွေတော့ဖြစ်နေတာတော့အမှန်ပဲသို့တော့အဲ့ဒီမပါသေးတဲ့အဖွဲ့တွေကိုလည်းပါအောင်လို့ကျွန်တော်တို့ကဝိုင်းပြီးတော့တိုက်တွန်းနှိုးဆော်ဖိအားပေးဖို့လိုသလိုပါပြီးသားအဖွဲ့တွေလည်းလမ်းမချော်သွားအောင် เนาะချော်လူချော်ဆဲဖြစ်နေတဲ့ MNDAA လို့အဖွဲ့ကလည်းမချော်အောင်တခါဆက်လက်ပါဝင်နေတဲ့အဖွဲ့တွေကလည်းဒီထက်ပိုပြီးတော့စုစုစည်းနဲ့ပါဝင်ပြီးတော့စုစည်းတဲ့ဥစားမှုနဲ့เนาะကျွန်တော်တို့လှုပ်ဆောင်ကြဖို့အရေးကြီးပါတယ်ဒီကြားထဲမှာပဲဒေါ်ကြနေ MNDAA နဲ့ DNL နဲ့ဖွဲ့တိုက်မှုဖြစ်လိုက်เนาะဒေါ်ကြနေ DNL နဲ့ဟူဖွဲ့နဲ့ဖွဲ့တိုက်မှုဖြစ်လိုက်ဆိုတော့ဒါတွေကကျွန်တော်တို့ new dollar ရေးကြီးအတွက်က discourage ဖြစ်စေ နော်မျောလင်းချက်တွေပျက်စီးစေတယ်ဆုံးရှုံးစေတယ်ဒါကလည်းစိတ်ခေါမှုကြီးကြီးဖြစ်တယ်ဆိုတော့မာလာကတခါကျွန်တော်တို့အကြံဖက်စစ်တပ်ကခင်းဆက်ဆက်သူတုံးလာတဲ့မဟာဗျူဟာကတခုတည်းပဲ divide and rule divide and conquer ပဲသွေးခွဲအုပ်ချုပ်မယ်သွေးခွဲပြီးအနိုင်ယူမယ်အဲ့တော့သွေးခွဲဖို့အကောင်းဆုံးကဘာလဲအကျိုးစီးပွား ပတ်စံဆိုတာသဲချေချက်เนาะအကျိုးစီးပွားတွေအကျိုးစီးပွားတွေနဲ့မလုံးပေး corruption ပေါ့ဗျာเนาะအဲ့တော့အစကတော့ကျွန်တော်တို့မိမိလူမျိုးလွတ်မြောက်ရေးဆိုပြီးတော့လက်နက်ကင်ခဲ့ကြအာလူမျိုးကြီးဝါဒတော်လည်းရေးဆိုပြီးတော့လက်နက်ကင်ခဲ့ကြ Federal ပြည်တော်စုဆိုပြီးတော့လက်နက်ကင်ခဲ့ကြတော့လေအချိန်ကာလအတိုင်းတာတစ်ခုကြာလာတဲ့အခါမှာအဲ့ဒီကိုကျိုးစီးပွားတွေကလူတွေကိုတန်ကြီးခဲ့သူတိုက်စားလာကြတယ် ဒါကြီးကလည်းကျွန်တော်တို့တော်တော်ကြီးစိတ်ကောင်းမှုဖြစ်တယ်ဆိုတော့ဒါကြီးကိုကျွန်တော်တို့တွေအကုန်လုံးပေါ့ဗျာနော်ကြော်လွားကြဖို့သက်အရေးကြီးပါတယ်ဘလို့ဒီနဲ့ကြော်လွားကြမလဲနော်ပြီးခဲ့တဲ့ရက်ပိုင်းကတော့ကျွန်တော်တို့ GI ခေါင်းဆောင်တွေနော်နောက်တစ်ခါကျတော့ NC လက်မှတ်မထိုးထားတဲ့လနာကိုင်တပ်ဖွဲ့တွေစုပေါင်းပြီးတော့တွဲဆုံကြရတယ်ဆိုရက်နော်တရင်ကိုကြားတဲ့အခါမှာတော့မျော်လင့်ချက်လေးတစုံတရာတော့ပြန်ဖြတ်လာတယ်သဘောတူညီမှုတွေရလာမလား ပုံမစည်းလုံးမှုတွေဖြစ်လာမလားเนาะငါတို့ရဲ့ဒေါ်လာရေးကြီးကိုပို့ပြီးတော့ခွန်အားဖြစ်လာမလားဆိုပြီးတော့ဒီလိုမျိုးတော့ကျွန်တော်တို့ဖြစ်နေတယ်။ဘာလို့လဲဒီအချိန်မှာကျွန်တော်တို့ဥစ္စာမှုစွစွစည်းစည်းနဲ့ဒီဒေါ်လာရေးကြီးကိုကျွန်တော်တို့ကဆက်လက်ပြီးတော့အရှိန်အဟုန်မြင့်ပြီးတော့အောင်ပွဲကိုအမြင်ရယူလို့ရတယ်။ဒေါ်လာရေးကြီးက၄နှစ်ကျော်ကြာလာတဲ့အခါမှာမဟာလဘက်က သူကပြန်ပြီးတော့ endurance ဆရာသွားပြီเนาะဒီကောင်ဒီဘက်ကနေသားပြန်ကျသွားပြီဒီကောင်ဒီဘက်ကခန္ဓာကြီးပြန်ရှိသွားပြီအဲ့ဒီနေသားတစ်ခုတော့ရှိတယ်ဒါအပြင်ကို counter အနေနဲ့လူအင်အားတွေထပ်တိုးလာတာကိုတွေ့ရမှာဖြစ်တယ် counter အနေနဲ့တရုတ်နဲ့ရုရှားရဲ့ backing ကိုရလိုက်တာတွေ့ရမှာဖြစ်တယ် counter အနေနဲ့ ASEAN နဲ့ India တို့เนาะသူတို့တွေရဲ့ရင်ကုန်နှုတ်ပိတ်နေမှုနဲ့မသိမသာ နော်ပင်းမှုတွေကိုလည်းတွေ့ရမှာဖြစ်တယ်အဲ့တော့လို့တော်လိုက်ရ၄နှစ်ကျော်၅နှစ်ကြာလာတဲ့အခါမှာပို့ပြီးတော့ကျွန်တော်တို့ကသတိထားပြီးတော့ပို့ပြီးတော့ sensitive ဖြစ်လာတဲ့အနေအထားကိုတွေ့ရမှာဖြစ်တယ်ဒီလိုအနေအထားမှာကျွန်တော်တို့ဘက်ကနော်အညာဆိုတာကဗမာလေးနဲ့ပဲဆိုင်တာပါကွာအကချင်ဆိုတာကတော့ကချင်လေးနဲ့ပဲဆိုင်တာပါကွာနော်ဂရင်ဆိုတာကတော့ဂရင်လေးနဲ့ပဲဆိုင်တာပါကွာဆိုတော့အနေထားနဲ့တွားလို့မရပါဘူးเนาะ ဆိုတော့ရခိုင်ဒေသလူမျိုးရေးအတွက်အညာသားတွေနဲ့ဥပေါင်းဆောင်ရွက်ကြသလိုအညာဒေသလူမျိုးရေးအတွက်လည်းရခိုင်သားတွေကလာရောက်ပြီးတော့ဥဆောင်မှုပေးတာ၊ကူညီပေးတာတွေကိုကျွန်တော်တို့တွေ့ရတယ်။ထုံနီးတူစွာပဲကျွန်တော်တို့ဒါကချင်နဲ့လည်းပူပေါင်းဆောင်ရွက်မှုတွေရှိတယ်ဆိုတော့ကျွန်တော်တို့သိရတယ်။ကရင်နဲ့လည်းပူပေါင်းဆောင်ရွက်မှုတွေရှိတယ်။အဲ့ဒီပူပေါင်းဆောင်ရွက်နေတဲ့ခေါင်းဆောင်ကြီးတွေအနေနဲ့ယနေ့အချိန်မှာအလွန်အလွန်အရေးကြီးတဲ့ဒီမဖြစ်မနေစစ်မှုထမ်းဥပဒေဆိုတဲ့အရာကြီးကို မစင်းစားမိတာထက်အချိန်မီမလုတ်လိုက်မလုတ်နိုင်လိုက်မှာစိတ်ပူမိတယ်မလာကလူကိုလူလို့မြင်တာမဟုတ်သူ့မိသားစုအတိုင်းဝိုင်းကလွယ်လွယ်ကျန်တာတွေအကုန်လုံးကဖွဲနေစပွဲပဲဒါကြောင့်မလို့ပြည်သူတွေဘလောက်သိသိမြမပြည်ထဲမှာဗမာဒေသမှာသူသဖြင့်ဗမာတွေအများကြီးရှိတယ် နော်ဗမာတွေအများကြီးရှိနေတယ်အဲ့တော့ဒါတွေကိုသူတို့ကဒီအုတ်ကြီးတွေရဲ့ဖိအားတွေနော်ရဲတွေထောက်လန်းရေးတွေစစ်တပ်တွေဒီလက်နက်အားကိုးနဲ့အတင်းအကျပ်ကိုဖိပြီးတော့တိုက်ခိုင်းလို့ရတယ်တွတ်သွင်းလို့ရတယ်သင်တန်းနှစ်ပတ်ပြီးရှည်တန်းဖို့သွားသေးနောက်တစ်ထပ်ခေါ်ဒီလိုအချိန်မှာကျွန်တော်တို့ဘက်မှာကလူရအသက်ဆိုတာကစိန်ခေါ်မှုဖြစ်လာတယ် ကျွန်တော်တို့ຫນွေဥတော်လိုင်းရေးပတ်ပါနော်စင်ကုန်ဖြစ်လာနိုင်တယ်တခါရှိပြီးသားအင်အားစုတွေမှာဆိုလို့ရှိရင်လည်းကြာဆုံးသွားတဲ့ရဲဘော်တွေရှိနိုင်တယ်ဒဏ်ရသွားတဲ့ရဲဘော်တွေရှိနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုရောင်ဖြောက်သွားတဲ့ရဲဘော်တွေရှိနိုင်တယ်ဆိုတော့ အရန်ကိုအရေးကြီးတဲ့အချိန်ကာလကိုရောက်လာနေပြီဖြစ်တယ်ဆိုတာကိုတွေ့ကြရမှာဖြစ်တယ်။ဒါပြင်ကိုနမလာဘကလူရင်အားလဲလူတလောက်ရတယ်လို့လက်နက်ခဲအားလဲလူတလောက်ရတယ်။အဲ့ဒီအချိန်မှာဟိုတနေ့ကကိုအောင်မောင်းတို့စောက်တန်းရည်စကြိုနော်သူရင်တပြည့်ကျွန်တော်တို့နားထောင်ကြည့်လိုက်တယ်။ပွဲတော်ပွဲကအဲ့ပွဲလေးတစ်ခုပဲ။သိန်းကို2000ကျော်ကုန်တယ်။အဲ့ပွဲတစ်ခုကပို့လို့အထွတ် တို့သည်လိုကယ်ဖြစ်တဲ့အထွတ်ဒီပတ်စံရဖို့မနှဲစုခဲ့ရတာလာပေါင်းများစွာစုခဲ့ရတာကြီးတောင်ရဲ့တံပိုးကသပေါင်းကျော်ဖြစ်နေပြီ RPG တလုံးရဲ့တံပိုးသည်၁၀သိန်းကျော်ဖြစ်ဒါတွေကဘာကိုပြရလိမ့်တယ်ဆိုတော့ကျွန်တော်တို့ကလုတ်ဆရာရှိတဲ့ကိစ္စတွေကိုညံကိုလွှာသုံးပြီးတော့အချိန်နဲ့သဘင်းကြီးလုတ်ဖို့လိုတယ်ဆိုတာကိုမြင်နေရတယ် ဲ့တော့နံပါတ်1အနေနဲ့ကျွန်တော်တင်ပြချင်တာကကျွန်တော်တို့ဒေသပေါ့ဗျာ local နော် regional အနေကနေကျွန်တော်တို့ဟိုဘက်ကမှဆိုရင်နော်88အရေးခေတ်နောက်ပိုင်းဆိုလို့ရှင် DAB တို့ဘာလို့ဖွင့်နိုင်ခဲ့နော်တိုင်းလနဲ့ကိုက်တစ်ခွက်ခေါင်းဆောင်ကြီးတွေမြန်မာတပီလုံးကိုခြုံကြည့်ပြီးတော့နော်လုဆောင်နိုင်ခဲ့တယ် ဒါပေမဲ့အဲ့ချိန်ကကံမကောင်းစွာနဲ့ပဲပြောရမလားနော်မအောင်မြင်ခဲ့ယနေ့အချိန်မှာကျွန်တော်တို့ဒီလိုမျိုးဥစ္စာမှုမျိုးနော်တိတ်အရေးတကြီးလိုအပ်နေပြီကျွန်တော်တို့နားလေမိမိဒေသအသီးသီးမှာလည်းစစ်ခဲနေရဥမာဆိုလို့ရှိရင်ကချင်မှာဆိုလို့ရှိရင်လည်းဗမော်ကူတိုက်နေရဆိုတော်တော်တိုက်ယူရတယ်နော်ဖားကံမှာလည်းစစ်ကြောင်းတွေထိုးနေရတယ် ဒါကဂရင်းနေမှာဆိုလို့ရှိရင်လည်းအခုเนาะမိမိဒေသမှာရှိတဲ့စစ်ခွေးတွေကိုအယူဆုံးမောင်းထုတ်ပြီးတော့စကန်တွေကိုပြန်သိမ်းနေရတဲ့အနေအထားအဲ့တော့ကျွန်တော်တပြကျင်တာကတိုင်းဒေသလက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ကြီးတွေအနေနဲ့ကမိမိဒေသနဲ့မိမိလက်ကမအားဘူးဒါကူလည်းကျွန်တော်တို့နားလည်တယ်သို့တော့ကျွန်တော်တို့ရင်းမြစ်ကိုကျွန်တော်တို့ကြည့်ဖို့လဲလိုတယ်ဟုတ်တယ်လက်တွေ့ကျွန်တော်တို့ရှေ့မှာရင်ဆိုင်နေရတဲ့ရန်သူကို အရင်နွားဖို့ကျွန်တော်တို့ကြိုးစားတဲ့အတိုင်းเนาะကြိုးစားတဲ့အတိုင်းဓာကြီးရဲ့ရင်းမြစ်ကိုကျွန်တော်တို့ source ကိုဖြတ်နိုင်မှာနမို့ဆိုလို့ရှိရင်တလိုင်းပြီးတလိုင်းလာမယ်ဆိုတာကလူသားလိုင်းတွေမဟာလာဘကအသေးခံမဲ့လူသားလိုင်းတွေနင်းပြားတွေခုနကမဖြစ်မနေစစ်မှုတရားဥပဒေနဲ့ရောက်လာမယ်လူသားတွေဖြစ်မယ်ဆိုတာကိုကျွန်တော်ဒီနေ့တင်ပြချင်